ဒီနေ့တပည့်များကိုဩဝါဒအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတည်တည်လေးဆိုပြီးတော့သဘောမထားပဲနဲ့ဘုရားကကျင့်ဆိုတဲ့အရာကို အာရပါရကိုကျင့်ရမှာဖြစ်တယ်ဘုရားကမလုံးနဲ့ ရှောင်ပါလို့ပြောတဲ့ဥစ္စာကိုဘာမှအထွတ်မတတ်ပဲနဲ့ရေရဲမှုမှုစွန့်ရမှာဖြစ်တယ်ရှောင်ရမှာဖြစ်တယ်တပည့်တော်တို့ဒီဘက်ကမှာတန်ခါအများစုကတရားတရားတွေကြဆင်းလာတယ်ယောဝိတုတွေတိုးတက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာတွေပျက်စီးလာတဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့အဆုံးအမဘုရားရှင်ရဲ့ဝီနည်းတွေနဲ့ပတ်သက်လာရင်စင်ချေတွေအမျိုးမျိုးပေးပြီးတော့ဒါကတော့ခင်ဗျာမညီဘူးဒါကတော့မလိုအပ်တော့ဘူးဒီကကြီးမှမဖြစ်နိုင်ဘူးဆိုတော့စင်ချေအမျိုးမျိုးတွေပေးပြီးတော့ဝီနည်းတော်တွေကိုစွန့်ပယ်လာကြတယ်မကြင်ကြံလိုကြတော့ဘူး တကယ်တော့မဖြစ်သင့်ဘူးဘုရားရှင်ရဲ့အဆုံးမမှန်လို့ရှိရင်ဒုက္ခကိုပယ်ချာနိုင်ပြီးတော့ကောင်းကျိုးချမ်းသာတွေကို ဆောင်ယူပေးတတ်တယ်ဘုရားရှင်သည်တပည့်တော်တို့ဒုက္ခရောက်မဲ့အလိုမျိုးဆင်းရဲမဲ့အလိုမျိုးကိုဘယ်တော့မှ မခိုင်းဘူးဆိုတာကို မတိုက်တွန်းဘူးဆိုတာကိုတပည့်တော်တို့တာဝကတွေယုံကြည်ရမှာဖြစ်တယ် ဘုရားရှင်သည်အကျိုးမဲ့မဲ့အလုပ်မျိုးကိုဘယ်တော့မှတပည့်တွေကိုခိုင်းမှာမဟုတ်ဘူး။ဒါကြောင့်မြတ်စွာဘုရားကမလုံနဲ့လို့ပြောတဲ့အရာကိုရဲရဲဝံ့ဝံ့ကြီးတပည့်တော်တို့ချောင်ရမှာဆောင်ရမှာဖြစ်တယ်။ဘုရားကလုံပါကျင့်ပါလို့ပြောတဲ့အရာကိုလည်းတပည့်တော်တို့အားရပါရကြီးကျင့်ကြံကြရမှာဖြစ်တယ်။တခါတုန်းကအရှင်ဥဒါယီမြတ်စွာဘုရားကို၆ဖူးတယ် ရှင်ဥဒ္ဒရီကမြတ်စွာဘုရားကိုဘာလျှောက်လဲဆိုတော့ရှင်ဘုရားတပည့်တော်တို့အရင်တုန်းက ဆိုလို့ရှိရင်မနက်စာလဲစားကြတယ်ညစာလဲစားကြတယ်မြတ်စွာဘုရားက ပြောတယ်ယဟန်တို့ညစာကို မစားနဲ့ညစာကို နတ်စာစားခြင်းကိုချောင်းခြင်းပါလို့ဘုရားကတိုက်တွန်းတယ်နတ်စာကိုချောင်းခြင်းဖို့မြတ်စွာဘုရားဟောတယ်မြတ်စွာဘုရားမိန့်တဲ့အခါမှာတပည့်တော်မကြင်မနဲ့ဖြစ်ခဲ့တယ်ဒါအရှင်ဥဒ္ဒရာကြီးကမြတ်စွာဘုရားကိုပြန်ပြောပြတာတပည့်တော်မကြင်မနဲ့ဖြစ်ခဲ့တယ်မြတ်စွာဘုရားဟာ ဘာမဟုတ်တဲ့ကိစ္စအပေါ်မှာအရေးတယူလုပ်နေတယ်လူတွေဟာမနှက်စာထက်ညစာကို ပိုးပြီးတော့ကောင်းကောင်းမွန်မွန်ပြုလုပ်စားတော့ကြတယ်မိသားစုစုံလင်စွာနဲ့ညစာကို ကောင်းကောင်းမွန်မွန်စားတော့ကြတယ်ယဟန်တော်တွေအတွက်လည်းခြံထားကြတယ်ယဟန်တော်တွေကိုလည်းလူတန်းကြတယ်ညစာကောင်းကောင်းမွန်မွန်လူတန်းကြတယ် အခုမြတ်စွာဘုရားကညစာမစားနဲ့ဆိုတော့အလွန်ကောင်းမွန်တဲ့ညစာကိုတပည့်တော်တို့မှာဆွံ့လွန်ခဲ့ရတယ်အဲ့တော့တပည့်တော်ဟာမြတ်စွာဘုရားပေါ်မှာမကြင်မနှက်ဖြစ်ခဲ့တယ်မြတ်စွာဘုရားဟာဘာမဟုတ်တဲ့ကိစ္စတွေပေါ်မှာအရေးတယူလုပ်နေတယ်လို့ဒီလိုသဘောထားမိခဲ့တယ်ပုရုဇဉ်တွေရဲ့အမြင်နော်ပုရုဇဉ်တွေဟာမြတ်စွာဘုရားရဲ့ ဉာဏ်တော်ကိုနှစ်နဲ့ကကမယုံကြည်ဘူးမြတ်စွာဘုရားရဲ့တပည့်တဉာဏ်တော်ကိုနှစ်နဲ့ကကမယုံကြည်ဘူးမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကိုသဘောမပေါက်ဘူးနားမလည်ဘူးကြည်တော်မြတ်စွာဘုရားရဲ့ဒီညစာမစားရဆိုတဲ့ဝိနည်းပညာချက်အပေါ်မှာမကြည်မနဲ့တည်ဖြစ်လာတာဘုရားရဲ့ရည်ရွယ်ချက်ကို နားမလည်တာဘုရားရဲ့ဉာဏ်တော်ကိုမယုံကြည်တာ ဒါတပည့်တို့ဒီဘက်ခက်မှာလည်းပဲတချို့တချို့တော့ဝီနည်းသိခါဘုဒ္ဓိနဲ့ပတ်သက်ပြီးတော့စင်ချေတွေပေးပြီးတော့ဝီနည်းတော်ကိုရှုပေါင်းနေကြတာဟာဘုရားရှင်ရဲ့တပည့်ညတဉာဏ်တော်ကိုမယုံကြည်ရရောက်တယ်အခုဥဒ္ဒရာလည်းပဲဘုရားကိုမကျေနပ်ဘူးတဲ့ဒီလောက်ကောင်းမွန်တဲ့ညစာကိုစွန့်လွှတ်လိုက်ရပြီဆိုပြီးတော့ မစွန့်ရှင်ဘူးညစာကိုမစွန့်ရှင်ဘူးသူ့မှာစွန့်ဖို့ခက်နေတာညစာဟာသူ့တက်ကတော်တော်လေးကိုအနောက်ဘက်တစ်ခုဖြစ်ပြီးတော့စွန့်ဖို့ခက်နေတာအဲ့တော့ဖခင်ကဒီမှာမဟုတ်တဲ့ကိစ္စပေါ်မှာအရေးတရူလုတ်ပြီးတော့ဝီနည်းပညာရကောင်းလားဆိုပြီးတော့လဲစိတ်ထဲမှာမကြည်မနဲ့တည်ဖြစ်နေတာဒါတပည့်တို့တံဝေကယူစီရလဲကောင်းတယ်ပေါ့နော်ပုသူဇင်တွေရဲ့ဘဝဟာ တာမန်သူတို့ကပြောအလွန်တာမေကယူစရာအဖြစ်ဆိုးတစ်ခုဖြစ်တယ်ပေါ့အဲ့တော့အရှင်ဥဒာကြီးကဆက်လျှောက်တယ်အရှင်ဗျာတဲ့တပည့်တော်နောက်ပိုင်းမှာလူသူကင်းစေပြီးတော့တပင်အောက်မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့တရားဓမ္မကိုရှုမှတ်ပြီးတော့ဆင်ရှင်မိတဲ့အခါမှာ မြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကိုနားလည်လာတယ်။ဟောမြတ်စွာဘုရားဟာငါတို့ကောင်းကျိုးချမ်းသာကို ဆောင်တတ်ပါလား။ငါတို့ရဲ့ဆင်းရဲဒုက္ခတွေကိုပယ်ရှားတတ်ပါလားဆိုတာကိုအခုတော့သဘောပေါက်လာပါပြီ။အဲ့တော့တရားဓမ္မရင်ထဲမှာမရှိဘူးဆိုရင်ဖះရဲ့ဓမ္မတွေပေါ်မှာတန်တရားဖြစ်လာတယ်ဖះရဲ့ဝီနည်းတွေပေါ်မှာစင်ချေတွေပေးပြီးတော့ ဝင်းဤတော်တွေကိုဖယ်ရှားလိုစိတ်တွေပေါ်လာတတ်တယ်။အခုဥဒါကြီးကိုပဲကြည်လေ။တရားမရှိတဲ့အချိန်လုံးကတော့ညစာစားတာကိုတားမြစ်ရကောင်းလားဆိုပြီးတော့ဖယားပေါ်မှာမကြင်မနဲ့ဖြစ်ခဲ့တယ်။ဟောသူ့ရင်ထဲမှာတရားဓမ္မလေးကိန်းအောင်လာတဲ့အခါကျတော့တရားဓမ္မကိုအားထုတ်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားရဲ့ကျေးဇူးကိုနားလည်လာတယ်။ဟောဘုရားဟာငါတို့ကောင်းစားဖို့အတွက်ဝိနည်းပညတ်တာဘယ်ဆိုတာကိုသူခံစားမိလာတယ်။ ဒါကြောင့်တပည့်တော်တပည့်တွေကိုအများအားပြောတယ်။ဟိုကျောင်းနိုင်စည်းကမ်းအရဝိနည်းတွေကိုလိုက်နာနေရတာမျိုးဆိုတာထက်ရင်ထဲမှာဓမ္မတွေကြည့်အောင်ပြီးတော့ဘုရားရဲ့အဆုံးအမကိုလိုလိုလားလားနဲ့လိုက်နာကျင့်သုံးနေတာမျိုးကိုပဲတပည့်တော်ကဖြစ်စေချင်တယ်။ဒါကြောင့်တပည့်တွေကိုရင်ထဲမှာဓမ္မတွေကြည့်အောင်တရားတွေအားထုတ်ပါလို့ တိုက်တွန်းနေခဲ့တာဖြစ်တယ်။အရင်ကမှဓမ္မတွေကိန်းအောင်နေတယ်ဆိုရင်ဘယ်ကြောင်းလိုက်မှာပဲနေနေဘယ်ကိုပဲသွားသွားစိတ်ချရတယ်။ဒီဦးစင်းကတော့ဒီကိုရင်ကတော့ဟိုကြောင်းမှနေတဲ့အချိန်မှာတော့ဝင်းနီးလေးစားပြီးတော့ကြောင်းအပြင်ရောက်ရင်ဝင်းနီးချိုးပေါက်လိမ့်မယ်လို့တန်ဆရာဖြစ်စရာမရှိဘူး။အဖြစ်လို့လည်းရင်ထဲမှာဓမ္မတွေကိန်းအောင်နေတဲ့အတွက်ကြောင့်ကျောင်းမနေနေရွာမနေနေဘဲမနေနေဘဲကျောင်းနိုင်မနေနေဘဲကိုပဲသွားသွား သူဒီဘုရားရဲ့အဆုံးအမကိုပယ်မှာမဟုတ်ဘူးဆွတ်မှာမဟုတ်ဘူးဘုရားရဲ့အဆုံးအမတိုင်းနေမဲ့ပုဂ္ဂိုလ်ပဲဆိုတာကိုနားလည်လို့ရတယ်။ဒါကြောင့်တပည့်များအနေနဲ့ဒုမြတ်စွာဘုရားသည်အကျိုးမရှိတဲ့အလုပ်ကိုတော့ဒုကို ခိုင်းမှာမဟုတ်ဘူးဆိုတာကိုနားလည်ဖို့လိုတယ်သိထားဖို့လိုတယ်။ဒါကြောင့်ဓမ္မကိုမိမိရင်ထဲမှာကင်းအောင်ကြိုးစားအထောက်ကြ။ဓမ္မသာတကယ်ရင်ထဲမှာကင်းအောင်လာပြီဆိုရင် ဘုရားကိုသိပြီးတော့ကျေးဇူးတင်ပြကြမှာပဲဘုရားရဲ့ကကျင့်မှာဆိုတဲ့အခြေအကိုလည်းဘာမှဆင်ခြင်ပေးနေမှာမဟုတ်ဘူးအာရပါရကိုကျင့်မိကြမှာပဲဘုရားကမလုံးနဲ့ချောင်းပါလို့ပြောတာကိုလည်းရဲရဲဝံ့ဝံ့ကြီးချောင်းကြမှာပဲအဲ့တော့မြတ်စွာဘုရားကအရှင်ဥဒ္ဒရာကြီးကိုပြောတယ်ဥဒ္ဒရာကြီးတဲ့ငါဘုရားကဒါကိုကျင့်ရမယ် ါကိုမလုံးနဲ့ဒါကိုစောင့်ရမယ်ဒါကိုခြောင်ရမယ်လို့ဟောပြောတာကိုအချို့အချို့တော့ယဟန်တော်များကလေးလေးစားစားနဲ့မလိုက်နာကြဘူးတဲ့လေးလေးစားစားနဲ့ကျင့်သုံးမှုမရှိကြဘူးတဲ့လေးလေးစားစားနဲ့မလိုက်နာရုံမကမကျင့်သုံးရုံမကဖရာအပေါ်မှာတော့မကျင့်မနဲ့ဖြစ်သေးတယ်ဖရာရှင်ကဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကိုအရေးတကြီးလှုပ်ပြီးတော့ပြောနေတယ်ရေးကြီးခွင့်ချက်လုပ်နေတယ်လို့ဆိုလိုတယ်အစိုးရင်လွန်ရန်ကောနော်ဒုမြတ်စွာဘုရားအစိုးရင်လွန်လိုက်တာဘာမဟုတ်တဲ့ကိစ္စကလေးတွေကိုအရေးတကြီးလှုပ်ပြောနေတယ်လို့ဘုရားပေါ်မှာမကြင်မနဲ့တွေဖြစ်တတ်ကြတယ်တပည့်တို့ဒီဘက်ခက်မှာအဲ့ဒီပုံစံအတိုင်းပဲတွေ့ရတယ်နော်ဟာဒုက္ခအဘက်ကလေးပဲ ဒါတွေကဒီနှစ်ခေတ်မှာမလိုအပ်တော့ဘူးဒီလိုမျိုးပြောလာတဲ့ပုံကိုယ်တွေတွေ့နေရတယ်ဟာသာသနာတော်မှာကိုရင်လေးချလာပြီးဥစဉ်လေးချလာပြီးပြောင်းအောင်ထားရမယ်ဆိုပြီးတော့ဝီနီတို့ကိုချိုးဖောက်ဖို့အားပေးလာကြတယ်ဝီနီချိုးဖောက်တာကိုထိမ့်သိမ်းဆောက်ရှောက်ဖို့မတိုက်တွန်းတဲ့အပြင်ကိုအားပေးလာကြတယ်အဲ့တော့ဘုရားရဲ့ဝီနီတော်တွေဟာ ကိုရင်ဥစဉ်တွေအတွက်ဆင်းရဲဒုက္ခရောက်စေတယ်လို့မြင်လာကြတယ်အဲ့ဒါပုထုဇဉ်တွေရဲ့အမြင်သာဖြစ်တယ်ပေါ့ရင်ထဲမှာဓမ္မတွေတကယ်ကိန်းအောင်နေပဲဆိုလို့ရှိရင်အဲ့လိုမမြင်ဘူးတို့မြတ်စွာဘုရားသည်အကျိုးမရှိတာကို တို့ကို ခိုင်းမှာမဟုတ်ဘူးအကျိုးရှိလို့ပဲခိုင်းတာပဲဆိုတာကိုဓမ္မရှိတဲ့သူကနားလေတယ်မြင်တယ်အရှင်ဥဒ္ဒယကိုပဲကြည်ပါနော် တရားအသည့်နေတုံးကဘုရားပေါ်မှာမကြည်မနဲ့ဖြစ်ခဲ့တယ်ဘုရားကိုအပြစ်တင်ခဲ့တယ်။ဟောတရားအသည့်လင်းရှိလာတဲ့အခါမှာဘုရားကိုကျေးဇူးတင်မိတယ်။ဘုရားရှင်သည်ငါတို့ရဲ့ဒုက္ခတွေကိုပယ်ရှားတတ်တယ်ငါတို့အတွက်ကောင်းကျိုးချမ်းသာတွေကိုဆောင်းတည်ဆောင်လာတတ်တယ်ဆိုတာကိုနားလည်လာပြီးဘုရားကိုကျေးဇူးတင်မိတယ်။အခုမြတ်စွာဘုရားကပြောနေတယ်။တချို့သောပုဂ္ဂိုလ်တွေဟာတချို့သောယဟန်တို့တွေဟာ မြတ်စွာဘုရားအစုံအစိုးရင်လွန်လိုက်တာသေးသေးလေးတွေကိုအေးတူလုံနေတယ်အေးကြီးငွင့်ကြဲလုံနေတယ်လို့ဘုရားပေါ်မှာအပြစ်ကျင်ကြတယ်မကြည်မနဲ့ဖြစ်ကြတယ်အဲ့တော့မြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်ဥဒ္ဒယီတဲ့မင်းစဉ်းစားကြည့်မြတ်စွာဘုရားပြောတာနော်ဥဒ္ဒယီမင်းစဉ်းစားကြည့်မြက်ကလေးနဲ့လှုပ်ထားတဲ့ကြော့ကွင်း အဲ့တော့မြက်ပင်ကိုင်းပင်နဲ့လှုပ်ထားတဲ့ကြော်ကွင်းကလေးဟာတကယ်တော့ဘာမှမဟုတ်ဘူးအသားလေးဖြတ်လိုက်လို့ရတယ်မြက်ပင်ဆိုတာလက်ကလေးနဲ့အသားလေးဖြတ်ပြတ်တယ်အဲ့တော့မြက်ပင်နဲ့လှုပ်ထားတဲ့ကြော်ကွင်းဟာလူတွေအတွက်ဘာမှမဟုတ်ဝိမဲ့အသေးဖွဲလေးဆိုပေမဲ့တဲ့ဘီလုံးငန့်ငယ်ကလေးအတွက်ဘီလုံးငန့်ငယ်ကလေးအတွက်ကတော့ကြီးမားသောအနောက်ဘက်တစ်ခုပဲလေတဲ့ ။မီလုံးငှက်ဆိုတာတိတ်တိတ်လေးပဲ။အဲ့ဒီမီလုံးငှက်အတွက်ကတော့အဲ့ဒီမျက်ပင်နဲ့လှုပ်ထားတဲ့ကြော့ခွင်းဟာ၊ကိုင်းပင်နဲ့လှုပ်ထားတဲ့ကြော့ခွင်းဟာကြီးမားသောအနောင်ဘက်တစ်ခုပဲ။လူတွေအတွက်ဘာမှမဟုတ်ပေမဲ့အဲ့ဒီမီလုံးငှက်အတွက်ကတော့မျက်ပင်နဲ့လှုပ်ထားတဲ့ကြော့ခွင်းကကြီးမားသောအနောင်ဘက်တစ်ခုပဲ။အဲ့ဒီလိုပဲ။ဖရားရှင်ရဲ့ဝိနည်းသိက္ခာပုဒ်တွေနဲ့ပတ်သက်ပြီးတော့ဆောင်းရံ၊ချောင်းရံ ဘုရားဟောတာနဲ့ကျင့်စဉ်တွေနဲ့ပတ်သက်ပြီးတော့ဟိုဒါလေးကအသေးလေးပါဒါတွေကိုဘုရားကဘာဖြစ်လို့အရေးတကြီးလုပ်ပြောနေတာတော့ရေးကြီးခွင့်ကြီးလုပ်နေတာပါလေလို့အဲ့ဒီလိုအမြင်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘုရားရဲ့ဝိနည်းသိက္ခာပုတ်တိတ်တိတ်လေးတွေကိုသူတို့မှလိုက်နာဖို့ခက်နေတတ်တယ်။ဘီလုံးငတ်ငယ်အတွက် မြက်ပင်နဲ့ရက်ထားတဲ့ကြော့ကွင်းကလေးဟာဖြတ်တောက်ဖို့ခက်တယ်လို့ဖရာရဲ့ဝိနည်းသိက္ခာပုဒ်ဒီပေါ်မှာဒီတသေးလေးပါဒါကိုအရေးကြီးကွင်းကြီးလုံနေတယ်လို့အလို့အမြင်ရှိနေတယ်ဆိုရင်အဲ့ဒီတသေးလေးကိုတောင်မှလိုက်နာဖို့သူတို့မှခက်နေတယ်ဝိကာလဘောဇနာချောင်ချင်ဖို့ခက်နေတယ်ရွှေငွေပိုက်ဆံချောင်ချင်ဖို့ခက်နေတယ်အင်ဂျီတွေဘောင်းမီတွေချောင်ဖို့ခက်နေတယ်နေစာဂီတ ရှောင်ကျင်ဖို့ခန့်နေကြတယ်သူအမြင်ကဘလို့ဖြစ်နေတယ်လဲကျွန်တော်ဒီသေးသေးလေးပါဒါကိုအရေးကြီးခွင့်ကြီးလုံနေတယ်လို့ဒီလိုမြင်နေတဲ့အခါကျတော့သူတို့မှာဒီဝီနီးပေါ်မှာလိုက်လာဖို့ကျင့်သုံးဖို့ခန့်နေကြတယ်မြတ်စွာဘုရားပေးတဲ့ဥပမာနော်ဘီလုံးကနဲ့ကြော်ကွင်းပေါ့နော်အဲ့တော့ဘီလုံးကအတွက်မျက်ပင်နဲ့ရက်ထားတဲ့ကြော်ကွင်းကဖြတ်ဖို့ခက်တယ်လို့ ဝိနည်းသိက္ခာပုဒ်တွေအပေါ်မှာအပြစ်မြင်တဲ့ပုဂ္ဂိုလ်တွေဒါတွေကိုရေးချင်းခွင့်ရလုံးနေပါတယ်လို့မြင်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီဝိနည်းသိက္ခာပုဒ်တသေးလေးကိုတောင်မှလိုက်နာဖို့တင်သုံးဖို့ခက်နေတတ်တယ်။တော့မြတ်စွာဘုရားကနောက်တစ်ခုဥပမာတစ်ခုထပ်ပြောတယ်။ဆင်းပြောင်ကြီးကိုလုံကျိုးတွေနဲ့တုတ်ထားမယ်။ ဒါပေမဲ့အဲ့ဒီလွန်ကျိုးတွေဟာစင်ပြောင်ကြီးအတွက်အသာလေးယုံထွက်နိုင်တယ်စင်ပြောင်ကြီးကသူယုံကန်ထွမြောက်ခြင်းနဲ့ဆိုရင်အသာလေးယုံကန်လိုက်လို့ရှိရင်အဲ့ဒီလွန်ကျိုးတွေဟာပြတ်ထွက်သွားမှာပဲသူ့တော့မခတ်ဘူးအဲ့ဒီလွန်ကျိုးတွေဟာစင်ပြောင်ကြီးအတွက်ဘာမှမခတ်ဘူးဒီအတိုင်းပဲသာသနာတော်မှာမြတ်စွာဘုရားဟောကြားထားတဲ့ဒါကိုကျင့်ရမယ်လို့ပြောတဲ့အဆုံးအမ ဒါကိုချောင်ရမယ်ဆုံးရမယ်ပယ်ရမယ်လို့ဆုံးမထားတဲ့အဆုံးအမတွေကိုအရေးတကြီးလေးလေးစားစားလိုက်နာကျင့်သုံးနေတဲ့ပုံကိုအတွက်တဲ့မကျင့်သုံးနိုင်တဲ့ဝိနည်းဆိုတာမရှိဘူးမကျင့်သုံးနိုင်တဲ့အဆုံးအမဆိုတာမရှိဘူးသူ့ကိုဘယ်အရာကမှခက်ခဲအောင်မတားမြစ်နိုင်ဘူးစင်ပြောင်ကြီးကိုလုံကျိုးတွေဟာတုတ်မထားနိုင်တယ်လို့ပဲဖယားရှင်ကို ဘုရားရှင်ရဲ့အဆုံးအမတွေကို လေးလေးစားစားတရုတ်တသေးလိုက်နာနေသူများအတွက်အိုးဘယ်ဝင်းဒီသိခါဘုကတော့လိုက်နာဖို့ခက်လိုက်တာဆိုတာမျိုးမရှိဘူးဘယ်သိခါဘုကတော့ဒီနေ့ခင်မှာကျင့်လို့မရပါဘူးဆိုတာမျိုးမရှိဘူးတဲ့သိခါဘုတိုင်းသိခါဘုတိုင်းကိုအလေးထားကျင့်သုံးနေသူအတွက်ကျင့်လို့မရတဲ့သိခါဘုဆိုတာမရှိဘူးမကျင့်နိုင်တဲ့အရာဆိုတာမရှိဘူးဒါကြောင့်မြတ်စွာဘုရားကပြောနေတာ ဘောထားနဲ့ပဲဆိုင်နေပေါ့နော်ဝီနီတော်နေကိုကျင်းလို့မဖြစ်နိုင်ပါဘူးလို့ပြောတဲ့ပုံကိုယ်တွေဟာဖယားရှင်ရဲ့သိခါဘုရားပုံမှာအလေးထားမှုနည်းလို့ပဲလေးထားမှုမရှိလို့ပဲဖယားရှင်ရဲ့ဝီနီသိခါဘုရားကိုတရိုးတရေတလေးတစားမျက်မျက်နှုံနှုံကျင်းသုံးနေသူများအတွက်ကတော့ဘယ်နိုင်ငံရောက်ရောက်ဘယ်ခေတ်ကိုရောက်ရောက်မရရအောင်ကြင့်ပါပဲ လိုအပ်ရင်အသက်ကိုတော့ဆောင်ပါပဲဘယ်သူကြောင့်ဘယ်ဝါကြောင့်ဘယ်နိုင်ငံကြောင့်ဘယ်ခေတ်ကြောင့်ဆိုတာမျိုးအကြောင်းမပြဘဲနဲ့တင်းတေးပစေဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ပဲဖရာရဲ့ဝီနည်းကိုလိုက်နာကျင့်သုံးကြတယ်စင်ပြောင်ကြီးအတွက်လွန်ကျိုးတွေဟာဘာမှ အနှောင်ဖွဲ့ဖြစ်မနေဘူးမတုတ်ထားနိုင်ဘူးအဲ့တော့တပည့်များအနေနဲ့လည်းပဲမိမိတို့ရဲ့ရင်ထဲမှာဓမ္မတွေ ကိန်းအောင်အောင်ကြိုးစားကြဓမ္မတွေကိန်းအောင်မှသာဘုရားရဲ့အဆုံးအမတွေအပေါ်မှာလေးလေးနက်နက်ခံယူတည်သုံးတက်လာမှာဖြစ်တယ်မိမိတို့ရဲ့ရင်ထဲမှာဓမ္မတွေမရှိဘူးဆိုလို့ရှိရင်ဘုရားရဲ့အဆုံးအမကိုအလေးထားတတ်မှာမဟုတ်ဘူးဒီနေ့ခေတ်ကပေါ်ဒီပေါ်ပြက်တွေများတယ်ပေါ်ဒီပေါ်ပြက်တွေများတယ်ဦးစင်းလေးတွေကိုရင်လေးတွေမကဘူးလူကြီးပိုင်းတွေမှာလည်းပေါ်ဒီပေါ်ပြက်တွေများတယ် ဓမ္မကိုကြဲကြော်လှုပ်လာကြတယ်။ဘုရားရဲ့ဓမ္မကိုအလေးနဲ့မထားကြတော့ဘူး။အဲ့ဒါသာသနာ့ကွယ်ချောင်းတွေသာသနာပြတ်ချောင်းတွေဖြစ်တယ်။ဒါကြောင့်တပည့်တွေဘုရားရဲ့ဓမ္မကိုအလေးနဲ့ထားပြီးကျင့်သုံးကြပါ။မြတ်စွာဘုရားကနောက်ထပ်ဥပမာလေးတစ်ခုထပ်ပြောတယ်။အလွန်ခေါင်းတဲ့အရက်ဒေတာမှာတဲ့။အလွန်ခေါင်းတဲ့ ရာသီဥတုကလည်းမကောင်းလမ်းမဆက်သွယ်ရေးလည်းမကောင်းအလင်းအလွန်ဆင်းရဲရှုတ်တဲ့အတွက်ရွာလေးတစ်ရွာမှာစုပ်ပြတ်နေတဲ့တဲဆုပ်လေးတစ်ခုရှိတယ်အဲ့ဒီတဲဆုပ်ကလေးမှာစုပ်ပြတ်နေတဲ့ကဒင်းကွဲနေတဲ့ပကန်းလေးအိုးလေးခွက်တွေပြီးရင်အဲ့ဒီတဲဆုပ်မှာအလွန်ရုပ်ဆိုးတဲ့အမျိုးသမီးရှိတယ် တဲဆုပ်မှာရှိတဲ့အမျိုးသမီးကလည်းရုပ်ဆိုးတဲဆုပ်ထဲမှာရှိတဲ့ကဒင်းလေးအိုးခွက်တွေကလည်းဆုပ်ပက်တဲကလည်းရိုင်းတိုင်းတိုင်းနဲ့ပြိုလူနီးပါဖြစ်နေပြီတနေ့အဲ့ဒီတဲဆုပ်ပိုင်ရှင်ဖြစ်တဲ့လူကြီးဟာတပင်အောက်မှာငိမ့်ရှမ်းစွာနဲ့တရားဓမ္မအားထုတ်နေတဲ့ယဟန်တစ်ပါးကိုဖူးရတယ် တည့်ရိပ်ဝါရိပ်မှာငြိမ်းချမ်းစွာနဲ့တရားအထုံးနေတဲ့ယဟန်တော်လေးကိုဖူးရတဲ့အခါမှာယဟန်တော်ရဲ့အငိမ့်တက်ကသူ့စီကိုလည်းကူးလာတယ်။ဟောအေးချမ်းလိုက်တာ။ယဟန်ဘုရားအေးချမ်းလိုက်တာ။ငါလည်းဒီယဟန်တော်လိုမျိုးငြိမ်းချမ်းတဲ့ဘဝကိုရရင်ကောင်းပါပဲလို့ယဟန်ဝိချင်တဲ့စိတ်ကလေးတွေတဖွာဖွာပေါ်လာတယ်။ဒါပေမဲ့လည်းပဲ သူ့ရဲ့တဲစုပ်ကိုမစွန့်နိုင်ဘူးသူ့ရဲ့အလွန်အကြီးတန်းရုပ်ဆိုးတဲ့အမျိုးသမီးကိုလည်းမစွန့်နိုင်တဲစုပ်ကိုလည်းမစွန့်နိုင်အလွန်အကြီးတန်းရုပ်ဆိုးတဲ့အမျိုးသမီးကိုလည်းမစွန့်နိုင်အဲ့တော့တဲကစုပ်နေပြီမဲ့အမျိုးသမီးဟာအလွန်အကြီးတန်းရုပ်ဆိုးနေပြီမဲ့ အဲ့ဒီပုံမှန်ညှိတွယ်မှုတန်ရွှဲစင်ကလေးရှိနေတော့သူ့အတွက်ကြီးမားတဲ့အနောက်ဘက်တစ်ခုဖြစ်နေတယ်။အာတဲစုပ်ပဲ။အာရုပ်ဆိုးတဲ့မိန်းမပဲဆိုပြီးတော့မထားခဲ့နိုင်ဘူး။ဒီတော့ငိမ့်ချင်တဲ့ယဟန်ဘွားအဖြစ်ကို မခံယူနိုင်ဘူး။ယဟန်ဘွားကိုမပြောင်းလဲနိုင်ဘူး။ဒီတိုင်းပဲ။သာသနာတော်မှာ ဘုရားရဲ့ဝိနည်းသိက္ခာပုဒ်တွေကိုအာဒါလေးကအသေးလေးပါအရေးမကြီးပါဘူးလို့အဲ့လိုသဘောထားနေမယ်အဲ့လိုခံယူထားနေမယ်ဆိုရင်အရေးမကြီးဘူးလို့ခံယူထားမယ်ဆိုရင်ဘုရားရဲ့ဝိနည်းတွေအပေါ်မှာလိုက်နာကျင့်သုံးဖို့သူ့အတွက်ခက်နေတယ်။ညာစာစားခြင်းကခြောင်ကျင်ဖို့ခက်နေတယ်။အင်းကြီးပေါင်းမေတွေဝတ္တာကိုခြောင်ကျင်ဖို့ခက်နေတယ်။ရွှေငွေပိုက်ဆံလူခံခြင်းကလူခံခြင်းမှခြောင်ကျင်ဖို့ခက်နေတယ်။ ။အဖြစ်လို့လဲအရေးမကြီးဘူးလို့ခံယူထားလိုက်တာကိုဒီဝီနီးတွေဟာအရေးမကြီးပါဘူးလို့ခံယူထားရတဲ့ကြိုင်နဲ့ကျင်သုံးဖို့ခတ်သွားတယ်။လိုက်နာဖို့ခတ်သွားတယ်။ဘုရားဘုရားရှင်ကနောက်ထပ်ဥပမာတစ်ခုပေးတယ်။အလွန်ချမ်းသာကြွယ်ဝတဲ့အိမ်ကြီးပိုင်ရှင်တူသူ့အိမ်ကြီးကလည်းအလွန်ကောင်းတယ်။အိမ်ထဲမှာရှိတဲ့ သုံးဆောင်ပစ္စည်းတွေကလည်းအလွန်တန်ဖိုးကြီးတယ်။သူ့ရဲ့ဇနီးလေးကလည်းအလွန်ချောမောလှပတယ်။တနေ့အဲ့ဒီလူဟာတပင်အောက်မှာတရားကျင့်ကြံနေတဲ့ယဟန်တော်ကိုဖူးမြင်ရတော့အငိမ့်တက်တွေကူးဆက်ပြီးတော့ယဟန်ဘောဟာအေးချမ်းလိုက်တာ။ငါလည်းဒီလိုယဟန်ဖြစ်ရင်ကောင်းမှာပဲလို့ယဟန်ဘောကို လိုချင်တဲ့စိတ်ယဟန်ဝိချင်တဲ့စိတ်တွေတဖွာဖွာပေါ်လာတယ်။အဲ့တော့သူ့မှာ ဒီအလွန်ကောင်းမွန်တဲ့အိမ်ပိုင်ဆိုင်ထားပေမဲ့အလွန်ရှုံးမလပ်ပါတဲ့ဇနီးချောလေးကိုပိုင်ဆိုင်ထားပေမဲ့အဲ့ဒီဇနီးချောကောင်းမွန်တဲ့အိမ်ကိုဆုံးဖို့သူ့အတွက်ဝန်မလေးဘူးဒီဘုံမှာသူဟာတွေ့တာတတ်မှတ်မနေဘူးဒါကြောင့်တန်ဖိုးကြီးတဲ့အိမ်နဲ့သုံးဆောင်ပစ္စည်းတွေရှုံးမလပ်ပါတဲ့ဇနီးကိုလည်းပဲစွန့်ခွာပြီးတော့ငိမ့်ချမ်းတဲ့ရဟန်းဘုရားကို ူးပြောင်းနိုင်ခဲ့တယ်ဒီလိုပဲသာသနာတော်မှာဖယားရှင်ကဒါကိုလုတ်ပါလို့ပြောတယ်ဒါကိုမလုံနဲ့ချောင်းပါလို့ပြောတယ်အဲ့ဒါကိုအရေးတယူအလေးတအလေးတမျက်ထားပြီးတော့ခံယူတင်သုံးနေတဲ့ပုံကူများအတွက်ကတော့ဘယ်အရာမှအခက်အခဲမနေဘူးအလွယ်တကူအရာအလုံးကိုကျင့်သုံးနိုင်တယ်လိုက်နာနိုင်တယ်ပဲစွန့်စရာရှိတာကိုစွန့်ရဲရဲဝံစွန့်ရဲတယ်ရဲရဲဝံစွန့်ရဲတယ် ဒီမှာအခုကမ္ဘောဒီးယားနိုင်ငံမှာလည်းပဲအခုဓမ္မဆက်ကအကြောင်းကိုရောက်နေတယ်ဥပဒေကူရာရဲ့အကြောင်းပဲဒီမှာသူသာသနာပြုတာအများကြီးအောင်မြင်တယ်အဲ့သူ့ရဲ့တပည့်တက္ကရာကမတွင်လည်းတွေ့ဆုံစကားပြောတဲ့အခါမှာအလွန်ရှိကျူးစရာကောင်းတဲ့ဇနီးမောင်နှံတွေကိုတွေ့ရတယ် ဒီမှာလက်ထပ်ထားတာမကြသေးဘူးဇုံတွဲဇနီးမောင်နှံနှစ်ဦးသူကမင်းသမီးအဖြစ်ကိုသူကစွန့်လွတ်လိုက်တာကမ္ဘောဒီးယားနိုင်ငံမှာသူကမင်းသမီးပဲမင်းသမီးဖြစ်ကိုစွန့်ပြီးတော့အဘိဓမ္မာတွေသင်ကြားနေတယ်အဲ့တော့သူ့ရဲ့အမျိုးသားလေးရလဲလူငယ်လေးပဲရှိသေးတယ်သူကလည်းပဲ မြန်မာနိုင်ငံရဲ့ဒီတာမနေဂျောပညာရေးစနစ်ကိုအလွန်စိတ်ဝင်စားတယ်။ဆိုတော့အဲ့ဒီတာမနေဂျောပညာရေးစနစ်ကိုစိတ်ဝင်စားပြီးတော့ဖယားဟောပိတိကတ်တွေကိုသင်ယူခြင်းနဲ့ဒီအတွက်သူကဖုန်ကြီးဝှချင်တာ။အဲ့တော့သူ့အမျိုးသမီးဒါလည်းပဲခွင့်ပြုတယ်။အင်းတောင်းကြတာမကြသေးပေမဲ့သဘောတူတယ်။သူ့အမျိုးသားကိုယဟန်ဝှဖို့သဘောတူတယ်။အမျိုးသမီးကလည်းမင်းသမီးလောက်ကိုဆွန့်လွတ်လိုက်ပြီးတော့အဘိဓမ္မာတွေသင်ချားနေတယ်။မျိုးသားကလည်းဖုန်ကြီးဝှတော့မယ်။ ဲ့ဒါဘာလဲဆိုတော့ငိမ့်ချမ်းတဲ့ယဟန်ဘဝဖရာရဲ့ဖရာရဲ့ငိမ့်ချမ်းတဲ့ဓမ္မတွေကိုသူမြည်ဆန်းပြီးသွားတဲ့အခါမှာသဘောပေါက်သွားတယ်လောကကာမဂုဏ်အာယုန်တွေပေါ်မှာလည်းပဲအလွန်အမင်းတက်မှတ်မနေဘူးဒါကြောင့်သူ့ရဲ့ပိုင်ဆိုင်တဲ့စီစဉ်တွေကိုသူစွန့်နိုင်တယ်ဇနီးချောဖြစ်တဲ့မင်းသမီးကိုလည်းသူစွန့်နိုင်တယ်ဖရာပြောတဲ့ဥပမာနဲ့တထဲသေးပဲ အုံးဒီမှာတားဖားနှစ်ယောက်လုံးယဟန်ဘောင်ဝင်နေတာလည်းရှိတယ်။တားလေးရလည်းငငယ်လေးရှိသေးတယ်။ကိုရင်းဘောင်ကိုရင်းဝစ်ထားတယ်။အဖေကိုယ်တိုင်လည်းယဟန်ဝစ်ထားတယ်။အဲ့ဒီလိုမျိုးမိသားစုတွေဒီမှာအများကြီးတွေ့ရတာ။အဲ့တော့ဖခင်ရဲ့ငြိမ်းချမ်းတဲ့ဓမ္မကို မြင်သွားတဲ့အခါမှာမစွန့်လွတ်နိုင်စရာဘာမှမရှိတော့ဘူး။ဖခင်ကဓာတ်ကိုရှောင်ပါဆိုရင်ရဲရဲဝံ့ဝံ့ရှောင်ရဲတယ်။ဒါကိုလုတ်ပါဒါကိုကျင့်ပါလို့ပြောရင်အာရပါရကျင့်နိုင်သွားတယ် ဲ့တော့ဘယ်အရာကုန်မှအသေးလေးပါအရေးမကြီးပါဘူးလို့သဘောမထားဘူးဖခင်ရဲ့အဆုံးမအမှန်ရင်အရေးကြီးတယ်တန်ဖိုးရှိတယ်ဖခင်ရှင်သည်မကောင်းတာကိုမတိုက်တွန်းတတ်ဘူးအကျိုးမရှိတာကိုမပြောတတ်ဘူးလို့ဒီလိုခံယူထားသူများအတွက်ကတော့မကျင်သုံးနိုင်တဲ့အရာဘာမှမရှိဘူးဒါလက်တွေပဲပေါ့နော်အဲ့ကြောင့်မြတ်စွာဘုရားကဥဒါယီတဲ့ဒါကြောင့် မြတ်စွာဘုရားကဒါကိုကျင့်ပါဒါကိုချောင်ပါလို့ပြောတဲ့အရာကို အသေးလေးပါလို့သဘောမထားကြရဘူးအလေးအမြတ်ထားပြီးတော့ကျင့်သုံးကြရမယ်လို့မြတ်စွာဘုရားကတိုက်တွန်းတော်မူတယ်။ဒါကြောင့်တပည့်များလည်းပဲခစ်ကိုလညုံမထိုးပါနဲ့ဘယ်သူကတော့ဘယ်လိုဘယ်ပုဂ္ဂိုလ်ကတော့ဘယ်လိုလို့လညုံမထိုးပါနဲ့တို့ဖရားဘာမှာခဲ့တယ်လဲတို့ဖရားဘာညွန်ကြခဲ့တယ်လဲကိုပဲကြည့်ပါအဲ့တော့ဖရားကဘယ်အရာကိုမှအသေးလေးလို့သဘောမထားနဲ့ အရာရာကိုအလေးတမျက်ထားပြီးတော့ကျင့်သုံးဖို့ပဲဘုရားကဟောတယ်။ဒါတော့မလိုပါဘူးအရင်မကြည့်ပါဘူးလို့ဒီလိုမျိုးမထားဖို့ပဲဘုရားကမှားတယ်။ဒါကြောင့်ဘုရားရဲ့အဆုံးမမှန်ရင်တုတ်တန်ပဲဖြစ်ဖြစ်ဝင်းနီးပဲဖြစ်ဖြစ်အပြီးတမပဲဖြစ်ဖြစ်လေးလေးနက်နက်သဘောထားပြီးတော့လိုက်နာကြရမှာဖြစ်တယ်ကျင့်သုံးကြရမှာဖြစ်တယ်။အဲ့တော့ဒီဘက်များအလုံးမိမိတို့ရဲ့ယဉ်ထဲမှာဓမ္မတွေကိန်းအောင်အောင်စူးစမ်းအထုတ်ပြီးတော့ဘုရားရဲ့အဆုံးမမှန်သမျှလက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း